လက်ရှိအနေအထားမှာမြန်မာနိုင်ငံမှာဟလာတော်တော်များများ လူတွေရဲ့ခေါင်းထဲမှာကစစ်ပွဲတွေတပ်ဖြတ်မှုတွေအကြမ်းဖက်မှုတွေ ਨੇ တဝဲအခုလည်းမြန်မာမှာ sharing မြန်မာစာမားကျန်စာပိုင်းပဲလေလေဖြစ်ပြီးတော့လူတွေကိုနှိုက်ကိုကလမ်းပြောင်းနေဒီလမ်းကြောင်းကနေဘလို့ထွက်ရမလဲဆိုတော့ကိုလူတွေကိုနှိုက်ကိုအဲ့ထက်မှလဲနေတယ်။အော်ဘယ်နေဘယ်နေရာမှာတော့ တက်ဖြတ်သွားပြန်ပြီဘယ်နှစ်ဘယ်နှစ်မှာတော့စစ်တွေဖြစ်ပြန်ပြီအစတရားဖြစ်မို့နော်အာမဘယ်နှစ်မှာတော့ပါလဲကျွန်တော်တို့စစ်သားစုဆောင်ရေးလုပ်တယ်ဘယ်နှစ်မှာတော့ဘသူ့ကိုဖမ်းတယ်စတရားဖြစ်ဒီနေရာတွေမှာလဲနေတယ်လဲနေတဲ့အခါကျတော့နေပယ်အားလုံးကလည်းအဲ့ထဲကို focus လုပ်ထားတယ်အဲ့ထဲကိုပဲအာရုံစိုက်နေကြတာပေါ့နော်အဲ့တော့တဖက်မှာကြတော့လေဟာလာဘုံမူကြီးကဒါ၄ချိန်လောက်ရှိပြီနိုင်ငံသားမှာပဲသူဟိုဂရီးပေးတယ်လို့မြန်မာနိုင်ငံထဲမှာလည်းဂရီးပေးတာရှိတယ် ဆိုအဓိကပါအောင်ပြောချင်တာလဲဆိုတော့ရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲကို2025နှစ်ကုန်2025နှစ်ကုန်ဆိုဒီဇင်ဘာလပေါ့ဒီဇင်ဘာလတယ်2025ဒီဇင်ဘာလတယ်ပေါ့သို့မဟုတ်2026နှစ်ဥပိုင်းဆိုတော့2026နှစ်ဥပိုင်းဆိုတော့ January February တည့်ရဲ့ဟိုနေ့ပေါ့တလလပေါ့နော်ဆိုအဲ့ဒီမှာသူလုတ်ပေးမယ်လို့နိုင်ငံတကာကိုလည်းသူဂရိပေးပြီးသွားပြီဂရိပေးပြီးအဲ့တော့တစ်ဖက်မှာ နိုင်ငံရေး ဘယ်လိုခေါ်မလဲနိုင်ငံရေးအဂျင်ဒါခေါ်မလို့နော် နိုင်ငံရေးအဂျင်ဒါတက်နေတဲ့အချိန်မှာဒီဘက်မှာလူတွေကစစ်ပွဲတွေကြားကရုံးမထွက်နိုင်ဘူးအဓိကရုံးမထွက်နိုင်တာဒီစဉ်းစားမှုတွေဟာလာလောက်ကန်ဆောင်ရွက်မှုတွေနေတူပါဘောနော်လောက်ကန်ဆောင်ရွက်မှုတွေဒါတွေအားလုံးကသူတို့စစ်ပွဲထဲမှာလည်နေတဲ့အတွက်ဒီနိုင်ငံရေးလမ်းကြောင်းပေါ်ကိုပြည်သူတွေရဲ့အာရုံစိုက်လာဖို့နိုင်ငံရေးလမ်းကြောင်းပေါ်ကိုဟာလာဒီဒီငញ្ញမ်းရေးကိုလိုလားတဲ့လူတွေတက်လာဖို့အတွက်က ဒီ hari ကဟိုနိုင်ငံတော်ဥဆောင်ပြီးတော့ဒါတွေကိုဆွဲမခေါ်ရလို့မရဘူးလို့ကျွန်တော်ဒီလိုသုံးသပ်တယ်။ဒါကြောင့်မလို့ဒါတွေကအစပဲရှိသေးတယ်။နောက်ပိုင်းမှာပေါ့နော်။နောက်ပိုင်းမှာဟိုဒီတက်ပို့တဲ့နိုင်ငံရေးလှုပ်ရှားမှုတွေရှိလာနိုင်တယ်။ကျွန်တော်ဒီလိုသုံးသပ်ဒီတက်ပို့တဲ့နိုင်ငံရေးလှုပ်ရှားမှုတွေရှိလာနိုင်တယ်။နိုင်ငံရေးနဲ့ပတ်သက်တဲ့ debate တွေပြန်ရှိလာနိုင်တယ်။နိုင်ငံရေးပါတီတွေရဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ထင်မြင်ချက်တွေယူဆချက်တွေသုံးသပ်ချက်တွေ ိုရှိလာနိုင်တယ်အဲကျွန်တော်သုံးတယ်အဲ့တော့တချို့ကတော့ဟိုကျွန်တော်တို့ဒါတွေနဲ့ပတ်သက်ပြီးလက်ရှိဟလာဒီနိုင်ငံတော်ကကျင်းပပေးနေတယ်နော်နိုင်ငံတော်ကကျင်းပပေးနေတယ်လို့ပဲပြောကြပါဆိုဘာကြောင့်လဲဆိုဒီဟာတွေကဘာလို့လဲဆိုတော့နိုင်ငံတော်ဥဆောင်ရတာကိုနိုင်ငံတော်ဥဆောင်ပြီးတော့ဆွဲခေါ်ပြီးတော့မှပြည်သူတွေရဲ့လူလူဒန်းသားအလှအတီးတီးရသူတို့ရဲ့ဘယ်လိုခေါ်မလဲသူတို့ဆန္ဒနဲ့သူတို့လောက်ကြမှာကိုထားပါတော့အဲ့တော့ဒီဟာတွေကအဓိကအဖြစ်တော့ဒီကနေပြီးတော့ဟလာဒီလိုပြည်သူလူထုတွေရဲ့ တို့ဆွေးနွေးမှုတွေဒီဘိတ်တွေပါတီတွေရဲ့ထင်မြင်ယူဆချက်တွေကနေပြီးတော့ဘာတွေထွက်လာနိုင်လဲဆိုတော့တစ်ကငင်းငယ်ရအောင်ဘယ်လိုလုပ်မလဲเนาะငင်းငယ်ရအောင်ဘယ်လိုလုပ်မလဲနှစ်ကတရှိမြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့စစ်ပွဲတွေကိုရက်တန့်တော်အောင်ဘယ်လိုလုပ်မလဲဒီအိုင်ဒီယာတွေထွက်လာမယ်လို့ကျွန်တော်တို့ကသုံးသပ်တယ်အဲ့လိုပဲပြည်သူလူထုကလည်းဒီဆွေးနွေးပွဲတွေဒီလှုပ်ရှားမှုတွေမှာ ကြံဉာဏ်ပြုတာတွေကိုယ်တိုင်ပါဝင်တာတွေပို့လောက်လာမယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့အကျန်းဖတ်လှုပ်ရှားမှုကိုတတ်နှက်နဲ့ပြစ်ပြီးတော့တိုက်ခိုက်လို့မရဘူး။ terrorism ကိုကျွန်တော်တို့က terrorist ကိုတိုက်လို့ရတယ်။ terrorist ကိုတနတ်နဲ့စစ်ပွဲတွေနဲ့တိုက်လို့ရတယ်။ terrorism အကျန်းဖတ်လို့တဲ့ဝါရအကျန်းဖတ်လို့တဲ့ဝါရကိုကျွန်တော်စစ်ပွဲတွေနဲ့တိုက်လို့မရဘူး။ အကြမ်းဖက်လို့တဲ့ဝါထားကိုကြတော့ soft power နဲ့တိုက်ရမယ် soft power ဆိုတော့ပြည်သူလူထုရဲ့အကြမ်းဖက်မှုကိုမလိုလားတဲ့ voice တွေအော်တစ်ဖက်မှာရှိတဲ့ဒီအကြမ်းဖက်လှုပ်ရှားမှုဟာလူအဖွဲ့အစည်းကိုဘလောက်အန္တရာယ်များသလဲဆိုတဲ့ဥပမာအမှုပညာရှင်တွေရဲ့သုံးသပ်ချက်တွေကြံတဲ့ ਨੇ ပယ်အသီးသီးမှာရှိနေရလားဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ဒီဒေသရှင်တွေဒါတွေရဲ့ဟိုဘယ်လိုခေါ်မလဲသူတို့ငြိမ်းချမ်းမှုကိုလိုလားတယ်ဆိုတဲ့ပေါ်ပြချက်တွေဒီသား ဒီအကျန်းဖတ်မှုကိုအမြင့်ကနေအကျန်းဖတ်ဝါရကိုအမြင့်ကနေချိန်မိုးနိုင်မှာဖြစ်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်။အဲ့တော့ကျွန်တော်တို့ကတစ်ဖက်မှာတပ်မတော်သားတွေက terrorist ပေါ့နော်အကျန်းဖတ်သမားတွေကိုတိုက်နေတယ်တန်းထက်နဲ့တိုက်နေတဲ့အချိန်မှာဒီအကျန်းဖတ်ဝါရပေါ့နော် တချို့နေရာတွေမှာအမြင့်တွေလာတဲ့ဟုတ်လားအကျန်းဖတ်ဝါရတွေကိုတိုက်ဖို့က soft power လိုအပ်တယ်။အဲ့ soft power ကလူတို့ရဲ့ညီညွတ်မှုအားပေါ့ဗျာဟုတ်လားဒါအားလုံးလည်းသိတဲ့အတိုင်းပဲဒီအကျန်းဖတ်ခြင်းနဲ့အုပ်စုတွေက တာမန်ပြည်သူတွေကိုလည်းစီးယုံတယ်စီးယုံတဲ့ဆိုတဲ့နေရာမှာ6တခါ6တလဲပေါ့နော်6တခါ6တလဲပေါ့6တခါ6တလဲဆိုတော့တော်တော်များများတော့6တာပဲများပါတယ်ဟဲ့လား CDM မလုံးရင်အိမ်ပေါ်ထိတက်ရိုက်တာတို့အစတရာပီဒီအထဲမဝင်လို့ရှိရင်တက်ပြစ်တာတို့ဒါအချောက်အချောက်တရားနဲ့လုတ်တာများတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကတံပြန်မှုကဒီဘက်မှာရှိတဲ့ soft power ဖြစ်တဲ့အမှုပညာသမားတွေကီတီဂီတာတေးသံရှင်တွေဒါတွေကနေပြီးတော့ကျွန်တော်တို့ကဒါတွေကနေပြီးတော့ soft power နဲ့တိုက်ရမှာဖြစ်တယ်လို့ ကိုဘက်ကိုပြန်ပါလာမယ်ကိုဘက်ဆိုတာအမှန်တရားပါဗျာကျွန်တော်တို့အရင်တော့ဆိုရင်ဟလာဒါဥနေဝင်သုံးပြုခဲ့တဲ့ဟိုနေမို့နော်အလင်းဝင်လာမယ်အလင်းထဲကိုပြန်အမောင်ထဲမှာရောက်နေတဲ့အလင်းထဲကိုပြန်ဝင်လာမယ်လူတွေကိုလေကျွန်တော်တို့လက်ကမ်းပြီးကြိုသွားမယ်လက်ကမ်းပြီးကြိုသွားအမှန်နဲ့အကြမ်းဖက်မှုကြီးတွေအကြမ်းဖက်မှုနဲ့စတင်လိုက်တဲ့နိုင်ငံရေးလှုပ်ရှားမှုတွေအကြမ်းဖက်မှုကြောင့်ဖြစ်ပေါ်လာတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာတော့ခံရတဲ့လူတွေလည်းရှိမှာပဲ နာနာကြီးကြီးခံရတဲ့လူတွေလည်းရှိမှာပဲနှစ်ဖက်လုံးမှာရှိကြလိမ့်မယ်အဲ့ဓာတွေကိုဟုတ်လားကျွန်တော်တို့ဒီဘက်မှာအရင်တော့ဆိုတာဥနေဝင်းလက်ထက်တို့ဥနုလက်ထက်တို့ကဆိုတင်မုံချေဝါရဆိုပြီးတော့ဟုတ်လားတယောက်တစ်ယောက်တင်မုံချေမယ်ဒီလိုတင်မုံချေဝါရလို့တော့ဝါရတခုတတ်မှတ်ပြီးတော့တယောက်နဲ့တယောက်နိုင်ငံတော်မျက်နှာပဲကြည့်ကြမယ်ဆိုပြီးဒီလိုလုပ်ခဲ့တာရှိတယ်ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တွေကဗီယက်နမ်တွေကိုကောင်းကောင်းအကြမ်းဖက်တယ်အကြမ်းဖက်တဲ့အခါကျတော့ကျွန်တော်တို့ အမေရိကန်မှာရှိတဲ့ဟိုအဆိုတော်တွေအမေရိကန်မှာရှိတဲ့အမှုပညာရှင်တွေအကုန်လုံးကဘီယန်စစ်ပွဲကမကောင်းဘူးငြိမ်းချမ်းရေးလောက်ဘယ်ရဘယ်ဟာမှအရသာမရှိဘူးဆိုတော့ပေါ်လွင်တဲ့တချင်းနေဆက်တယ်အဲ့လိုရုပ်ရှင်တွေရိုက်တယ်ပေါ့ဒါ soft power နဲ့တိုက်တာပေါ့နော် soft power နဲ့အကြမ်းဖက်မှုတိုက်တာပေါ့အဲ့တော့ကျွန်တော်တို့တွေကလည်းဒီဘက်မှာနိုင်ငံရေးသမားတွေကနိုင်ငံရေးပုံတံတန်နဲ့အကြမ်းဖက်မှုကိုဟလာပြည်သူတွေကြားနေပြီးတော့ဖယ်ထုတ်နေတဲ့အချိန်မှာ တစ်ဖက်မှာရှိတဲ့အမှုပညာရှင်တွေစာရေးဆရာတွေတချင်းဆိုတဲ့ဟလာဂီတပညာရှင်တွေကျွန်တော်တို့လူဂျာနယ်လစ်တွေကလည်းဒီအကြံဖက်ဝါဒကြီးကိုအမြင့်တွယ်မကြံခဲ့အောင်ကျွန်တော်တို့ရဲ့ soft power နဲ့တိုက်ဖို့လိုလိမ့်မယ်ကျွန်တော်ပြောလိုလိမ့်မယ်နော်အဲ့တော့ဒီဒီနေ့စပြီးကျင်းပလိုက်တဲ့ NSPNC ကကျင်းပလိုက်တဲ့ဒီညဉ့်ညဉ့်ဆွေးနွေးပွဲဟာမြန်မာနိုင်ငံအတွက်ပထမဆုံး စတင်စိုက်ပျိုးလိုက်တဲ့ညဉ့်ဉဏ်ရေးပန်းကင်းကြီးတွေကတစ်ပင်တစ်ပင်ဖြစ်လိမ့်မယ်လို့ပန်းပင်တွေပြမနော်အလှပန်းပင်တပင်ဖြစ်လိမ့်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဒီလိုသုံးသပ်တယ်အဲ့တော့ဒါကရေချက်ကောင်းနေနဲ့ချစ်ပါတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့မှာရှိနေတဲ့အတွက်ဆွေးနွေးတဲ့လူတွေလည်းသူတို့တချို့ကတော့ academic ပုံစံပေါ့နော် academic ဆိုတာသူတို့ formula ရင်းနဲ့ဆွေးနွေးကြတယ်တချို့ကျတော့လည်းလက်တွေ့ဆန်ဆန်ဆွေးနွေးတာရှိတယ်အဲပြောရရင်တော့ဒီဟာကတော့ဟိုဘလိုခေါ်မလဲဟို practical ရောဒီဘက်မှာရှိတဲ့ academy ရောနှစ်ခုလုံးသွားအောင်နော် formula ရောနှစ်ခုလုံးသွားအောင်ပေါ့နှစ်ခုလုံးသွားမယ်သဘောရှိတယ်ဆိုတော့အဲ့တော့ဒီမှာဒီသတင်းမှာကတော့ဒီလိုရေးထားတယ်ဗျသတင်းမှာရေးထားတာကရေရှည်တည်တဲ့ခိုင်မြဲသည့်ငင်းငယ်ကြီးကိုပုံဖော်ရန်ကျင်းပသည့်ဘွဲတဲ့မြန်မာစီလုံးညညရေးနှင့်ငင်းငယ်ရေးဖော်ဆောင်မှုကော်မတီ NSPNC ကဥဆောင်မှာကျင်းပသည့်ငင်းငယ်ရေးဆွေးနွေးပွဲကိုနေပြည်တော်ရှိ MICC 2တွင်မလ24ရက်နေ့နန္ဒပိုင်းမှာစတင်ပြီး3ရက်တာကျင်းပလျက်ရှိတယ်တဲ့ဆိုပါဆွေးနွေးပွဲကိုအဓိကကြသည့်ရွေချက်3ရက်ဖြင့်ကျင်းပခြင်းကျင်းပရခြင်းဖြစ်ကြောင်း NSPN ဒီဥက္ကရာဗိုလ်ချုပ်ကြီးရာပြေကအဖွဲ့မေကွန်းတွင်ပြောကြားတယ်ရွေချက်3ခုဟာငင်းငယ်လုပ်ငန်းစဉ်ပေါ်မှာကဏ္ဍအသီးသီးမှထင်ပေါ်ကျော်ကြားသူများအသိပညာရှင်အတတ်ပညာရှင်များမှပုံမအယုံဆိုင်ပါဝင်လှုပ်ဆောင်လာနိုင်စေရန် influence of peace in multiple sectors so we do english english လို့ပြောတာတယ် ငញ្ញရင်အတွက်အကြမ်းမဖက်သောနီလန်းဖြင့်ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တတ်မည်ဖြစ်ကြောင်းကိုလူမှုအကြာအသိမြင်တိုးလာစေရန် promoting non-violence solution for sustainable peace ဆိုပြီးတော့ဒီလိုတုံးတာပေါ့နော်နိုင်ငံအတွင်းပြည်ပခများအမြန်ဆုံးရှင်းချနိုင်ပြီးနိုင်ငံရေးစီးပွားရေးများပုံမကောင်းမွန်တိုးတက်လာနိုင်စေမိရေလိုရေရှည်လုပ်ငန်းစဉ်များဖော်ထုတ်နိုင်ရန် identifying short terms and long terms measures for de-escalation de-escalations of arms conflicts and political deadlock ဆိုပြီးတော့ဒီလိုတောင်းတာပါเนาะတို့ဖြစ်ကြောင်ဗိုလ်ချုပ်ကြီးရာပြေကအဖွဲ့မေကွန်နေဖြည့်သွင်းပြောကြားခဲ့တယ်တဲ့ဆွေးနွေးပွဲကို NSPNC ဥက္ကရာဗိုလ်ချုပ်ကြီးရာပြေအပါအဝင်တက်မတော်အရာရှိကြီးတွေပြောင်သူဝင်ကြီးတွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှကိုယ်စားလှယ်များနိုင်ငံရေးပါတီများစီးပွားရေးလုပ်ငန်းရှင်များနဲ့မြန်မာဟတ်တော့သတင်းဌာနမှဥအောင်မင်းတို့ပါဝင်တက်ရောက်ကြခြင်းဖြစ်တယ်တဲ့အဲအဲ့ဒါတော့နောက်ဆုံးလေးတော့မပါဘူးပဲကျွန်တော်ကျွန်တော်ထည့်လိုက်တာပေါ့နော် ယခုကျင်းပလည်းရှိသည့်ညဉ့်ဉိုင်းဆွေးနွေးပွဲ2025ကိုမလ24ရက်မှ26ရက်အထိ3ရက်တာကျင်းပသွားမယ်ဖြစ်တယ်ဆိုပြီးသူကတရားသတင်းမှတူတင်းတပုတ်မှတူရေးထားတယ်အဲ့တော့ဒါကပြောရရင်တော့ process တိုင်းသွားမှာကျွန်တော်ခုနပြောခဲ့သလိုပဲဒီမှာဟာလာဒီငိမ့်ញံရေးပြန်ပြီးတော့ကျွန်တော်တိုင်းပြည်ငိမ့်ញံရေးအတွက်ပေါ့ဗျာတစ်ကတင်မုန်းရှိဝါရအောင်ကျင်သုံးရမယ်နှစ်ကအမောင်တွေကနေအလင်းတွေကိုဝင်လာမဲ့လူတွေကိုကျွန်တော်တို့ကကြိုဆိုရမယ်အကြမ်းဖက်မှုအားလုံးအကြမ်းဖက်မှုအားလုံးကို ကိုတန်ရာနဲ့တိုက်ထုတ်ရမယ်။ကိုကအနုပညာအာတန်ရဲ့အနုပညာနဲ့တိုက်ထုတ်ရမယ်။တေဂီတာအာတန်ရဲ့တေဂီတာနဲ့တိုက်ထုတ်ရမယ်။စာရေးတာဟုတ်လားစာရေးတာအာတန်ရင်ကျွန်တော်တို့စာရေးတာနဲ့တိုက်ထုတ်ရမယ်။ကိုကဟုတ်လားထားပါတော့ကိုကဂျာနယ်လစ်ဆိုရင်ကျွန်တော်တို့ဒီဂျာနယ်လစ်နီးနဲ့တိုက်ထုတ်ရမယ်။ဘာကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာအကျန်းဖတ်ဝါဒကြီးကိုမြစ်တယ်သွားတာကိုတော့ကျွန်တော်လက်မခံဘူး။တော့လက်မခံဘူး။ဆိုတော့ဒါက အဲဒါကကျွန်တော်ငင်းငိုင်းနေပတ်သက်တာပေါ့နော်အဲသူကမနေ့ဖြစ်ရတဲ့ဘက်ကနေ့ကျန်သေးတာပေါ့နော်နေ့အဲ့မှာ online ဖြစ်တာတွေကျွန်တော်တို့အဲ့မှာ interview တွေလည်းရလာပါတယ်အဲ့ဒါတွေလည်းကျွန်တော်တို့တဖြည်းဖြည်းတင်ဆက်ပေးသွားမှာနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒါကျွန်တော်တို့ဟလာပကံညောင်ဦးလို့ပေါ့ဆိုတော့ဒါတကယ်ကိုကျွန်တော် ပကံကိုကျွန်တော်နှစ်ခါသုံးခါလောက်ရောက်ဘူးတယ်ပကံဘက်ကရာသီဥတုပူတယ်ဒါပေမဲ့မျက်စိပတာရရှိတယ်အရန်လာတဲ့နေရာတွေအရန်လာတဲ့နေရာတွေပကံဟလာရာသီဥတုပူပြီမဲ့တတော်ကြီးတွေကဘယ်လိုခေါင်းလဲထန်းတော်ကြီးတွေစိမ့်နေတယ် အများကြီးပေါ်ပြားလာလဲလမ်းမှာဖုံတစ်ထောင်းထောင်းထားနေတာတွေပကံဖျားတွေအများကြီးအရန်လာတဲ့နေရာတွေအဲ့နေရာလည်းပြောရရင်မြန်မာနိုင်ငံမှာခီးသွားတွေအတော်သွားတောလာမှုရှိတဲ့နေရာတွေပေါ့ဗျာအဲ့ဒီနေရာမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ဖတ်ပြမယ်ပကံညာဦးလမ်းပေါ်မှာ PDF တွေရှောင်းတခင်တက်စစ်ချင်းနဲ့ပခုတ်ကူနဲ့ပေါက်လုံုံကြီးတက်ဖွဲ့ရီအတွက်ရိတ်ခါထောက်ပို့သူနှစ်ဦးကိုတွေ့ရသည့်အတွက်တက်ဖြတ်သွားတယ်စင်သားကြီးနှစ်ချက် တစ်ကလုံးညုံကြီးအရန်အားနေတယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်ချင်တယ်နော်။ဘာလို့ဒီနေရာတွေကခီးသွားဖျားဘူးခီးသွားရေအရန်သွားနေတဲ့အချိန်အခုဆိုကြောင်းပိတ်တဲ့အချိန်ပေါ့ဗျာ။ကြောင်းပိတ်တဲ့ကြောင်းပိတ်တဲ့အချိန်ဖြစ်တဲ့အတွက်ကလေးတွေကြောင်းပြီးတဲ့အချိန်ဖြစ်တဲ့အတွက်ခီးသွားတွေအများကြီးသွားလာနေတဲ့အချိန်ဒီလိုအချိန်မျိုးမှာရန်ကုန်မန္တလေးလမ်းဟာလမ်းသစ်လမ်းအောင်နှစ်လမ်းလုံးဟာမြန်မာနိုင်ငံအထက်နဲ့အောက်ကိုဆက်သွယ်ထားတဲ့အဓိကလမ်းကြောင်းကြီးဒီပြောရလို့ရှိရင်တော့ဟလာညောင်ဦးနဲ့အွန်နေပေါ့နော် ပကံနဲ့ညောင်ဦးပကံညောင်ဦးလမ်းပေါ့နော်ပကံညောင်ဦးလမ်းဆိုတာဒါပြောရရင်တော့ခရိုင်ချင်းဆက်လမ်းပုံစံမျိုးဒီမှာလဲပြောရရင်ခီးသွားတယ်အများကြီးသွားအများကြီးသွားလာနေတဲ့နေရာ